အားလုံးပဲမင်္ဂလာပါစိတ်ရှင်သာခြင်းကိုကျမချင်းနဲ့ပြေဆုံးနိုင်ကြပါစေဒီနေ့တိုင်းရွှေစည်းကတော့မနက်ပိုင်းမှာ300အတန်နဲ့ဈေးဖွင့်ထားပါတယ်ဒီက2ရက်နေ့9လပိုင်း2020နဲ့9ခုနဲ့မနက်ပိုင်းတိုင်းရွှေစည်းကတော့300တက်ပါတယ်66တသမ500ခန့်လုံးရှိတဲ့တိုင်းရွှေကဲဈေးဆိုင်ကရောင်းတဲ့ဈေးက9100နဲ့မှ400ဆိုင်ကလက်ခံတဲ့ဈေးက9100နဲ့မှ300လက်ဝေရနာရဲ့ဈေးနှုန်းတွေကတော့ဆိုင်ကရောင်းတဲ့ဈေးက9200နဲ့မှ200ဆိုင်ကလက်ခံတဲ့ဈေးက9386တသမ68နဲ့ပေါင်းစည်းရှိနေပါတယ် ကဘာရွှေတအောင်စာကိုဒေါ်လာ3245.53ညနဲ့ထိုင်းရွှေစီကိုတွက်ထားပါဗျ။ဒေါ်လာကိုထိုင်းမှတ်ငွေ33.4ခွင့်နဲ့ထိုင်းရွှေစီကိုတွက်ထားပါဗျ။ 66.500ခန်းလို့ရှိတဲ့ထိုင်းရွှေခဲကဘန်ကောက်ထဲမှာလက်က200ရှိပါတယ်လက်က PSC ထိုင်းရွှေခဲတစ်ပတ်သားကို9600နဲ့ပေါင်စည်းရှိနေပါတယ်ဆိုင်ကလက်ကနယ်ဈေးကတော့ရာခိုင်နှုန်းပြန်မပြတ်ပဲဆိုင်က9300နဲ့ပြန်ပြီးတော့လက်ခံပါပါလက်ဝယ်ရနိုင်လက်ခတွေကတော့ဘန်ကောက်ထဲမှာတစ်ပတ်သားကို1000ကနေ1000လေးရှိနိုင်ပါတယ်မိမိဝယ်တဲ့ထဲပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ကစင်းတို့ကပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီနေ့တိုင်းရွှေလက်ဝယ်ရနာတပတ်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်က900ကျင်းလုံးဖြတ်ပြီးတဲ့ပြင်ကို 4800ကျော်စီနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်။ဒီနေ့ကတော့ထိုင်းရွှေစီကတော့မနေ့ပိုင်းမှာတက်စင်းနဲ့ပဲရှိနေပါသေးတယ်။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုခြင်းတဲ့သူတွေအတွက်လက်ခစီးသက်တာတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ငောက်ထဲမှာဆိုရင်စီးနက်ကလေးစီခေါ်စခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။တစ်ပတ်သားကိုလက်ခ200 5ပတ်သားထိဝယ်မယ်ဆိုရင်လက်ခအကုန်ကြမရှိပါဘူး။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုမယ်ဆိုလို့ရှိရင်တော့အခဲကိုပဲဝယ်စုထားကြပါလို့ကျွန်တော်ကတော့ကြံပြုချင်ပါတယ်။အခဲကလက်ဝတ်ရနာနဲ့စားလို့ရှိရင်လက်ခစီးနှုတ်အများကြီးကိုတက်တာမှာဖြစ်ပါတယ်။အားလုံးမဲ့စိတ်ကျန်တာချင်းကိုကြံပါခြင်းနဲ့ပြည့်စုံပြီးအနေရကင်းလို့ပေးရှင်နိုင်ကြပါစေ။